အလုံးမမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တွေအောင်နဲ့မင်္ဂလာပါကျွန်တော်ဒီအပြောင်းရွှေ့ဈေးကွက်မှာတိုက်စစ်မှုလိုချင်တဲ့အသင်းတွေအများကြီးရှိတယ် Chelsea လည်းတိုက်စစ်မှုလိုချင်တယ် Arsenal လည်းတိုက်စစ်မှုလိုချင်တယ် Liverpool လည်းတိုက်စစ်မှုလိုချင်တယ် Tottenham Hotspur လည်းတိုက်စစ်မှုလိုချင်တယ် Manchester United လည်းတိုက်စစ်မှုလိုချင်တယ်တစ်ချိန်တည်းမှာပဲ Newcastle Essex City တိုက်အောင်နောက်ထပ်တိုက်စစ်မှုတစ်ယောက်လိုချင်ပြီးတော့ ဘာစလိုနာလည်းလိုချင်တယ်ပါရစ်စင်ဂျာမိန်လည်းလိုချင်တယ်တော်တော်များများကတိုက်စစ်မှုလိုချင်ကြတယ်ဒါပေမဲ့ကျွန်တော်နားမလည်တာက transport market ထဲမှာဈေးကွက် available ဖြစ်တဲ့ work class အဆင့်ရှိတဲ့တိုက်စစ်မှုတွေရှိပါရဲ့နဲ့ဘာကြောင့်ဒီတိုက်စစ်မှုတွေကိုအသင်းတော်တော်များများလက်ရှောင်နေကြလဲဆိုတဲ့အချက်ပဲ အဲ့ဒီချက်ကကျွန်တော်နည်းနည်းလေးတွေ့ဝင်နေတဲ့အချက်ပေါ့လေပထမတစ်ယောက်က Victor Yokres Victor Yokres နဲ့ပတ်သက်လို့ကျွန်တော်တို့ကအခုလောလောဆယ်အနေထားရစိတ်ဝင်စားတဲ့အချက်ကဒီကစားမဟာတရားဒီဇက်တိုက်တွင်းကို90ကျော်နိုင်ငံလူဝေးစင်အသင်းနဲ့ကလပ်မှာတွင်းထားတာ Yokres ကအသက်28နှစ်ရှိပြီနောက်တစ်ယောက်ကကျွန်တော် Victor Osimhen ပေါ့လေ Osimhen ကလည်းအခုလက်ရှိမှာ26နှစ်ရှိပြီ26နှစ်အရွယ်ရှိတဲ့ Victor အရှိမန်နဲ့29နှစ်ရှိတဲ့ Yocres နှစ်ယောက်ဟာ Transfer Market ထဲမှာအချိန်ကြာကြီး available ဖြစ်ပါရဲ့ဈေးကလည်းတော့ကျွန်တော်ခေါင်ခိုက်နေတာမဟုတ်ဘူး Yocres က65တန်းအရှိမန်က85တန်းအဲ့ဒီယောက်ကဘာမှမကွာဘူးထားပါတော့ကိုလိုမဝါနီတို့ဒူရှန်ဗလာဟိုဗစ်တို့ဒီသားမတွေ Market ထဲမှာရှိပေမဲ့နောက်ခွန်ချာလိုရောမှုဆိုဒါပေမဲ့သူတို့ဘလောက်ဘလောက်တက်တယ်ပြီးတော့သူတို့ကိုစိတ်ဝင်စားတဲ့အသိနေတယ်နောက်သူတို့ Market ထဲမှာလည်းအရင်အတန်မထွက်ဘူး အတန်ထွက်တာကအီးဆက်အရန်ထွက်တယ်ဒါပေမဲ့150ဆိုတဲ့အမောက်ကအကုန်လုံးလက်ရှောင်သွားတယ်အဲ့ဒါက reasonable ဖြစ်တယ်ဒါပေမဲ့ Victor Yokres ကိုဘာကြောင့်အသိတော်မြန်မာလက်ရှောင်လဲနောက် Victor Osimhen ကိုဘာကြောင့်အသိတော်မြန်မာလက်ရှောင်လဲဒါကကျွန်တော်တို့တော်တော်လေးကို surprise ဖြစ်တဲ့အချက်ပဲ Yokres ရဲ့ current market ပေါက်ကြီးက85တန်း အော်စီမန်ရဲ့ market ပေါက်ချေကတန်း90 Victor Yokres ကအခုသူ့ career တလျှောက်ပါဘူးလေကျွန်တော်တို့အခုလောလောဆယ်နေထားရ injury ကအများကြီးဖြစ်တာမဟုတ်ဘူးကျွန်တော်ထင်တာပထမတစ်ခုသူ injury တွေအများကြီးဖြစ်လို့လားအော်စီမန်ဆိုရင်ကျွန်တော်နားလေတယ်ဗျ injury အများကြီးဖြစ်တယ်ဒါပေမဲ့ Victor Yokres က2000နဲ့ 2024ရာသီပေါ့လေ2024ရာသီမှာ total အားဖြင့် သူစုစုပေါင်းလွဲချော်တာ၅ဘွဲပဲလဲချော်တယ် injury 3ခုအဲ့ဒါကပေါင်ကျွတ်သားတန်ရာရဲ့ဒူးတန်ရာရဲ့ပြီးတော့မှအနားယူတဲ့ byte threat ဒါပဲ Victor Osimhen ကမှသူ့ရဲ့ injury record ကနည်းနည်းများသေးတယ်သူကစားမပွားမှာ injury အများကြီးဖြစ်တယ်အများစုက Marseille ကျွတ်သားတရားတွေအများစုရတယ်အကုန်လုံးကကျွတ်သားတရားတွေပဲတခါလေကြာရင်သူကဘာဖြစ်လဲတခေါက်ကျွတ်တရားရတယ်ဒါပေမဲ့အများစုဟာကျွတ်သားတရားနဲ့အော်စီမန်ဟာပွဲပေါင်းကတော့တခါသူက73ပွဲကတစ်နှစ်ထဲမှာအများဆုံးပဲ21 22တောင်ကဒါပေမဲ့ကျန်တာတွေက၄ပွဲလို့၃ပွဲလို့၃ပွဲလို့လောက်တယ်ဆိုတော့အချိန်ရွေးတော့များတယ်ဒါပေမဲ့အော်စီမန်လည်းအများကြီးတော့လည်းနားတာတော့မဟုတ်ဘူး ဆိုကျွန်တော်ပြန်ကြည့်တာဒီစားမနှစ်ယောက်ပါဖြစ်လေကျွန်တော်တို့အခုနံပါတ်1အနေနဲ့ Chelsea ကတိုက်စစ်မှုလိုနေတာပြောတာတကယ်တမ်းသူတို့ခေါ်သွားတဲ့သူက Lian Delap ကိုခေါ်သွားတယ်နောက်ထပ်အတန်းထွက်နေတဲ့သူကအခု Hugo Akitike ထွက်တယ် Itron Frampa ရဲ့လူငယ်ကစားမနောက်တစ်ယောက်ကကျွန်တော်တို့အခုလောလောဆယ်မှာ Arsenal Jokeres ကိုအသေးအတန်လိုက်နေတယ်ကျွန်တော်တို့က Jokeres 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 နဲ့ပြီးလဲပြီးတော့တကယ်တမ်းကျတော့ Benjamin Sesko ကိုအသက်လဲပုံငယ်တယ်ဒါပေမဲ့ Twin ကိုပုံနေတယ်ပြောင်းရွှေ့ချိန်ကနောက်ထပ်တန်း30လောက်ပူပေးရနိုင်တယ်အဲ့ဒါကို Arsenal က ဒီ Benjamin Sesko ဘက်ကိုလိုက်တယ် Liverpool ကလည်း Victor Jokeres ကိုအတန်မထွက်ဘဲနဲ့ Liverpool က Hugo Akitike တို့နောက် Sesko နဲ့တခြား target တွေသူကတော့ Isak ကိုသဘောကျတယ် Barcelona က Lewandowski နေရာမှာအစားမထိုးသေးဘူးလို့ညင်ထားတယ် Chelsea အပြင်ဒီဘက်က Spurs ကလည်းဘူလိုလိုစေတိုက်စစ်မှုကြောင့်မပြောသေးဘူးသူတို့နီးပြားကိစ္စကြောင့် ဘိုင်မြူနစ်အပေါင်းအသင်းတော်တော်များများကယူကရက်ကိုလက်ရှောင်နေအော်စီမန်ကိုလက်ရှောင်နေအော်စီမန်ဆိုပြီးခဲ့ရသည်ချက်စီနီကိုရောက်လူဒီမှာဖြစ်ပြီးတော့မပြတ်သွားလို့သူစော်ဒီမသွားချင်လို့ဂါဆာတွေရောက်သွားတာအခုတော့သူစော်ဒီရောက်နိုင်တယ်ဒါပေမဲ့ကျွန်တော်နောက်နေတာဗီတာယူကရက်ကိုအခုလောလောဆယ်စိတ်ဝင်စားတယ်တော့တင်မန်ယူနိုက်တက်တင်မရှိတယ်ဘာကြောင့်လဲအေဂျင့်ကကျွန်တော်မသိနိုင်တဲ့နောက်ကွယ်ကနေလာခလာရအများကြီးတောင်းတာလားဒါမှမဟုတ်ရှိရင်ကစားမကိုယူရမှာသူ့ရဲ့အေဂျင့်နဲ့ကလပ်ကိုနီဂိုရှိတ်လုပ်ရမှာခက်ခဲတာလေကျွန်တော်တို့မမြင်နိုင်တဲ့ behind the scenes မှာဘလောက်ခက်ခဲနေလို့ ဘာတွေကျွန်တော်တို့မသိတာတွေသူတို့သိထားတယ်ဒီလိုပဲအော်စီမာနဲ့ဒီတိုင်းပဲမန်ယူနိုက်တက်ကဘာလို့ဖြစ်နိုင်လဲဆိုတော့ရူဘင်အမ်ရိုဟာသူ့ရဲ့တပည့်ဟောင်းဖြစ်တဲ့အတွက်ကြောင့်ယော့ဂရက်စ်ကြောင့်ကောင်းကောင်းသိတော့ဖြစ်နိုင်ချေပိုကောင်းတယ်အခုဗီတာယော့ဂက်စ်ကယူနိုက်တက်တိတ်နေနေပဲအတင်းထွက်တယ်အော်စီမန်ကနာပိုလီကနေအခုဘယ်အသင်းမှသူအဆင်မပြေတဲ့အခါအခုသူသွားမယ်အသင်းကဘူးဘာဖြစ်လဲဆိုတော့ဆော်ဒီအာရေဗျာကအဲဟာလာအသင်းကိုသွားမယ်ဆိုတော့ဘာကြောင့်လဲယော့ဂရက်စ်ကိုဘာကြောင့်မခေါ်ကြတာလဲ အော်စီမန်ကိုဘာကြောင့်မခေါ်လဲအော်စီမန်ရဲ့ twin goal ကိုကျွန်တော်ပြောပြမယ်ပြီးခဲ့ရာသီမှာ Victor Osimhen ရဲ့ total twin goal ဟာ52ပွဲမှာ38 goal twin 8 goal ဖန်တီးတယ်ပြိုင်ပွဲဆုံးမှာ Victor Jokeres ရဲ့ပြီးခဲ့ရာသီပြိုင်ပွဲဆုံးမှာ twin goal ဟာ52ပွဲမှာ54 goal twin 13 goal ဖန်တီးတယ်ကျွန်တော်နားမလည်ဘူးဘာကြောင့် Victor Jokeres ကိုမလိုချင်ကြတာလဲဘာကြောင့် Osimhen ကိုမလိုက်ကြတာလဲအခုကက Osimhen ကအခု Ehala အသင်းကိုပြောင်းဖို့များသွားပြီး ။ဒါကြောင့်လဲဆို sorry ကတနစ်ကိုလောခလာစာအဟလာက၃နှစ်စာချုပ်တန်း၄၀ပြတန်းတရာ၂၀ပြီးတယ်ပြီးတော့မှပြောင်းရွှေ့ခြင်းတန်း80ဆိုတော့သူကတန်းတရာ90တန်း100 package နဲ့သူ sorry arabia ကိုရောက်ဖို့များတယ်ဒါပေမဲ့ဗျာ victor osimhen လို prime time မှာရှိတဲ့တိုက်စီမှုတယောက်ကယူရိုမှာရှိတဲ့ daily jet club တင်းတွေကိုမရောက်ဘဲနဲ့ sorry arabia ကိုသွားတယ်တကယ်တော့ osimhen ကဥရောပမှာနေခြင်းနဲ့သူ မခတ်တာကချက်စီကမနစ်ကကြိုးစားပေမဲ့ဆက်မကြိုးစားဘူးအာဆင်ကလည်းအတန်တော်မထွက်လိုက်ဘူးမန်ယူနိုက်တက်ကအတန်ထွက်တယ်ဟွိုင်လန်နဲ့လဲမယ်ပါညာဒီလောက်ပဲဒါတစ်ဖက်ကတခြားအသင်းတွေမှာဂျူဗန်တက်ဆာခဏကြိုးစားတယ်အော်စီမန်ရဲ့အပြောင်းအရွှေ့မှာအေဂျင့်နဲ့တော်တော်လေးညှိရခတ်တယ်ဘာလို့ဆိုတော့အော်စီမန်ရဲ့အပြောင်းအရွှေ့ကျွန်တော်ကြည့်တာမနစ်က PSG သူတို့အသေးအတန်ညှိတယ်မရဘူးနောက်ဂျူဗန်တက်ဆာညှိတယ်မရဘူးအခုဒီအသင်းမှာကာဆာရီကတော့အခုအပိသက်ဝယ်ဖို့လုပ်တယ်ဒါပေမဲ့တခြားကလပ်တွေနဲ့ညှိတယ်ချက်စီနဲ့ညှိတယ်မရဘူး ယူကရက်စကကြတော့အမေရိကတော့လုံးဝမထွက်လို့ဒါပေမဲ့ကျွန်တော်နောက်ဆက်တွဲနောက်ကွယ်မှာဘာကြောင့်ဒီတိုက်စစ်မှုတွေခေါ်ဖို့ခက်နေတာဗီတာယူကရက်စကရဲ့အရေးသွေးကိုပရီးမီးယားလိကလပ်တွေကအပရီရှိတ်မလုပ်တာလားပေါ်တူဂီလိကလာတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ဒီသားမကပေါ်တူဂီလိကနေပရီးမီးယားလိမှာအောင်မြင်ပါမလားရှေ့မှာကျွန်တော်ဂျော်ဖလစ်ကိုတွေ့ပြီးပြီအဖက်ကဒါဝင်းနူညက်ကိုတွေ့ထားတဲ့အခါသူတို့တန်တရားမြင်နေတာလားစီဂျီပေးထားသည့်တိုင်အောင်အိုက်စင်မှုတယောက်အနေနဲ့ယူကရက်စ်ကိုသူတို့အဲ့လောက်ကြီး risk မယူရဲတာလား ဒါပေမဲ့65တန်းဆိုတဲ့အမောက်ကလက်ရှိ transfer market မှာဘာမှမဟုတ်ဘူးဗျာ။ Man United ကအမှန်တိုင်းပြောဒီကစားမကိုခေါ်ယူနိုင်တကယ်ကောင်းတဲ့ခေါ်ယူမှု။ဘာလို့ဆိုတော့သူတို့ Brian Ambumo ရဲ့ခုညာရဲ့ရှေ့မှာသူကစားမှာအမှန်တိုင်းပြောကျွန်တော် Arsenal အတွက်ဆိုလဲတောင်တင်းနဲ့ကွင်းလယ်နဲ့တောင်ပင်တွေရှိတယ်။သူ goal သွင်းရုံပဲ။ Chelsea ဆိုလဲဒီတိုင်းပဲ Spurs လည်းဒီတိုင်းပဲအပေသိမ်းသွားသွားဘာကြောင့် Jogres ကိုမခေါ်ကြင်ကြလဲ။ current market ပေါက်ကြီးက85တန်းရှိတယ်။ Sporting Town က65တန်းပဲ။တခါ အော်စီမန်ရဲ့ current market ball ကြီးက80ရှိတယ်ဒီလက်ရှိမှာသူ့ရဲ့ club ကတော့ရိုကြီးစာချု85တန်းရှိတယ်အော်စီမန်ကတော့လာစားနေနေတော့များမယ်ဘာကြောင့်ဒီတိုက်စစ်မှုနှစ်ယောက်ကိုမခေါ်ကြလဲထားပါတော့တခြားအသင်းတွေအောင်ထားတော့ကျွန်တော်ပြောတဲ့ random colomawani တို့ conjello ramos တို့ dushan blahovic တို့ jonathan davis တို့ဒီလိုတိုက်စစ်မှုတွေအောင်ထားတော့တချို့ကအလွတ်ဖြစ်လို့ဘာလို့ညာလို့သူတို့ကိုယ်တိုင်က interest မဖြစ်လို့ထားတော့ဒါပေမဲ့ prime time ဖြစ်နေတဲ့ဒီတိုက်စစ်မှုနှစ်ယောက်ကိုဘာကြောင့် ပတ်စံတတ်နိုင်တဲ့ကလပ်တွေလက်ရှောင်နေကြလဲဆိုတဲ့အချက်ပဲ Man United ကတော့အားလုံးထဲမှာ Yokres ကိုထက်ထက်ဝင်လိုက်တာသိနေရှိတယ်။တစ်ဖက်က Osimhen ကိုထက်ထက်ဝင်လိုက်တာ sorry တသိနေမရှိတယ်။ So ကျွန်တော်တို့မသိတဲ့အချက်တွေဘာကြောင့်ဘာကြောင့်မဝင်ကြလဲ။ပေးသက်တယ်ဘလို့ထင်ကြလဲ။ Yokres ရဲ့ Portugal ရဲ့ဆွမ်းဆောင်ရည်ကို suspect ဖြစ်လို့လား။တစ်ဖက်ကကျွန်တော်တို့ Osimhen ရဲ့ injury record ကိုစိုးရိမ်လို့လား။ဘလို့ထင်ကြလဲ။ဘလို့ချစ်ပေးသက်တယ်။ကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်။